ားလုံးမင်္ဂလာပါဒီနေ့ကသင်ခန်းစာ9ရောက်ပါပြီဒီနေ့ကဆက်ဝိုင်းပုံလေးတွေကိုလေ့ကျင့်ကြရအောင်ဆက်ဝိုင်းကိုလက်တန်းတစ်ခါတည်းဝိုင်းအောင်ဆွဲနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါတစ်ခါတည်းဝိုင်းအောင်မဆွဲနိုင်သေးဘူးဆိုရင်တော့ဒီလိုမျိုးလေးလေ့ကျင့်လို့ရပါတယ်အခုကတလမပတ်လည်အကွက်လေးကိုဆွဲထားတာပါစဝိုင်းလေးချင်းမို့ဆိုရင်အလဲဘဟိုမှတ်လေးကိုတိဖို့လိုပါတယ်။စင်တာပွင့်ရဖို့အတွက်ဒေါင်းဖြတ်မြင်းလေးတွေကိုဆွဲလိုက်ပါ။အဲ့လိုမျိုးဆွဲပြီးသွားရင်ဒီလိုဒေါင်းလေးတွေကိုထပ်ပြီးတော့ဆက်လိုက်ပါနော်။ ချိန်နှစ်သက်ရာခဲတံကိုသုံးပြီးတော့လေ့ကျင့်လို့ရပါတယ်။အစပိုင်းမှာတော့လက်ရက်အချိန်စကျင့်သားရသွားအောင်ဒီလိုပင်ရလေးသုံးပြီးတော့လေ့ကျင့်ပေးပါနော်။နောက်ပိုင်းကျရင်တော့ကျင့်မှများလာတဲ့အခါမှာလက်တန်းဆွဲနိုင်လာပါလိမ့်မယ်။ပထောင်လေးတွေကိုလိုက်ပြီးတော့ဆက်လိုက်နော်။ ပုံလေးရသွားပြီဆိုရင်ဒီတရီကန်ပုံလေးရဲ့အလဲမှတ်ကိုရှာလိုက်ပါနော်တရီကန်ပုံစံလေးရဲ့အလဲမှတ်လေးကိုရထားလိုက်ပါကြံတဲ့တရီကန်ပုံစံလေးတွေရဲ့အလဲမှတ်ကိုလည်းအဆက်ကလေးတွေလိုက်ချထားလိုက်ပါနော်ဒီလိုပုံစံလေးပြီးသွားပြီဆိုရင်ဒီအလယ်နဲ့ထိတ်ရဲ့တောင်းလေးနှစ်ခုကိုတောင်းပြက်လေးနှစ်ခုကို မြင်းကွေးလေးဆွဲရပါမယ်ဆွဲတဲ့အခါမှာခုနကတော့အလယ်မှတ်လေး ရှာထားတဲ့တရိကန်လေးရဲ့အမှတ်ကလေးကို မထီအောင်လို့မထီအောင်လို့ဆွဲရမယ်နော်ခဲတန်းကိုတစ်ချက်ထဲနဲ့ဆွဲလိုက်နိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲစပြီးတော့လေးကျင်းစာမှာတော့အစင်မပြေတာလေးတွေရှိနိုင်ပါတယ်ဆက်ဝိုင်းကမဝိုင်းသေးလဲစိတ်တက်မကြပဲနဲ့စိတ်ရှိရှိလေးထားပြီးတော့အများကြီးလေးကျင်ပေးပါနော်ဒါဆိုလို့ရှိရင်လက်ရက်အချိန်အစကမှန်ကန်ပြီးတော့တိလာပြီးတော့အစင်ပြေသွားပါလိမ့်မယ် ပုံနဲ့ရလို့ပဲတောင်းလေးတစ်ဖက်တစ်ချက်စီကို မြင်းကွေးလေးတွေကို လိုက်ဆွဲရပါမယ်။ခုနကအလဲမှတ်လေးကို မထိခင်လေးထိကဏီလေးဆွဲလိုက်ရင်ရပါရဲ့နော်။ဒီပုံမှာဆိုရင်လည်း စဝိုင်းကိုမလေးကျင်ထားတဲ့အတွက်ကြောင့်မလို့လက်ရက်အချိန်အစကလိုနေပါရဲ့နော်ကျင်းတဲ့သူလေးတွေကတကယ်ကိုတတိချာချာလေးလိုက်ပြီးတော့လေးကျင်ပေးပါနော်ကိုကတော့စဝိုင်းကိုတီးသက်လေးကျင်မှုအချိန်မပေးနိုင်တော့ပါဘူးတင်ကန်းစာလေးတွေတင်ထိုင်မှုတော့မှ၃ရက်တခါတင်ထိုင်မှုတော့မှဒါမနဲ့စူးစမ်းထားရတဲ့အတွက်ကြောင့်မလို့နားလည်ပေးကြဖို့တောင်းဆိုပါရစေနော်အိမ်စာလေးကတော့ဒီလိုတလမပတ်လည်အကွက်လေးတွေကို A4 စာရွက်အပြည့် A4 စာရွက်အပြည့်နဲ့အနည်းဆုံးနှစ်မျက်နှာ သုံးမျက်နှာလောက်တော့လေ့ကျင့်ပေးပါနော်။တလမပတ်လည်လေးလေ့ကျင့်ပြီးသွားပြီဆိုရင်တော့အခုတခါတော့နှစ်လမပတ်လည်အကွက်လေးကိုချပြီးတော့ထပ်ပြီးစဝိုင်းပုံလေးထပ်လေ့ကျင့်ကြမယ်နော်။ခုနကဆွဲတဲ့ပုံစံအတိုင်းပါပဲ။တောင်းပြက်မြင်းလေးတွေရှာမယ်။တောင်းပြက်မြင်းလေးတွေဆွဲမယ်ပြီးရင်စန္တာပွိုင်းလေးကိုရှာပါမယ်။ ပထမဆုံးတော့ဒီလိုပယံလေးနဲ့အကွက်ချပြီးတော့လေ့ကျင်တာလေးတွေကိုပိုင်နိုင်သွားပြီးလက်ကကျွမ်းကျင်သွားပြီးဆိုမှလက်တန်းစဝိုင်းဆွဲရလေးကိုလေ့ကျင့်ကြမယ်နော်။ဒါကမဆွဲနိုင်သေးတဲ့သူတွေအတွက်တီးတန့်ပြောတာဖြစ်ပါရဲ့နော်။ဆွဲနိုင်တဲ့သူတွေကတော့ရပါတယ်။ခုနကလိုပဲဒေါင်းလေးတွေကိုလိုက်ဆက်လိုက်မယ်နော်။ ပြီးရင် တရိကံလေးရဲ့အလဲမှတ်လေးကို လိုက်ပြီးတော့အမှတ်ကလေးတွေကိုမှတ်လိုက်မယ်။ညင်ကွေးလေးစဝိုင်းမြင်ကွေးလေးစဆွဲတဲ့အခါမှာ ကိုကြိုက်တဲ့အစဉ်ပြေရဲ့နေရာနေစပြီးတော့ဆွဲလို့ရရင်နော်။ခုနကတရိကံရဲ့အလဲမှတ်လေးကို မထီခင်လေးမှာဝိုက်ပြီးတော့ဆွဲလိုက်မယ်နော်။ မှာဆိုရင်မဝိုင်းယူဖြစ်သွားတယ်ဒေါက်လေးနည်းနည်းဖြစ်သွားရယ်နော်အဲ့လိုပဲနောက်ထပ်မြင်းကွေးလေးကိုဆက်ဆွဲမယ်ခဲရန်ကိုတစ်ဆက်တည်းဆွဲနိုင်အောင်လေ့ကျင့်တာကတော့ပိုကောင်းပါတယ် ်ဒါလေးကတော့နှစ်လက်မပတ်လဲအကွက်လေးပါ အင်စာလေးကဒီလိုနှစ်လက်မပတ်လဲအကွက်လေးကို A4 စာရွက်နဲ့အပြည့်ဆွဲရပါမယ်အနည်းဆုံးနှစ်မျက်နှာသုံးမျက်နှာဆွဲပေးပါနော်အဲ့ဒီအဆင့်ပြီးသွားပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ကအလဲမှာတောင်ဖြတ်မြင်း4000အကွက်လေးကိုမဆွဲဘဲနဲ့ထပ်ပြီးတော့လေ့ကျင့်ကြမယ်နော်ဒါလေးကတော့တက်လက်မပတ်လဲအကွက်လေးဖြစ်ပါတယ်ဒီပုံလေးမဆွဲခင်ရှေ့ရအင်စာတွေကိုများများလောက်ခတ်မယ်ဆိုရင် စဝိုင်းပုံမြင်ကွေးလေးကိုအစဉ်ပြေပြေနဲ့ဆွဲနိုင်ပါလိမ့်မယ်။ပြီးတော့ဒေါင်းဖြတ်မြင်ရဲ့ဖြတ်မဲ့နေရာလေးတွေတရိကံရဲ့အလဲမှတ်လေးတွေကိုလည်းလေ့ကျင့်မှုပေါ်မူတည်ပြီးတော့အလိုလိုသိလာပါလိမ့်မယ်။ဒီရဲ့အချိန်ဆကသိနေပြီးသားဖြစ်နေပါလိမ့်မယ်နော်။ဒါကြောင့်အင်စာလေးတွေကိုသာများများလေးလုပ်ပေးပါ။အခုလိုလေ့ကျင့်နေတာကလက်တန်းရေးဖို့အတွက်ဆက်ဝိုင်းကိုလက်တန်းရေးနိုင်ဖို့အတွက်လေ့ကျင့်နေတာဖြစ်ပါရဲ့နော် ိုကဒီဆွဲမဲ့စဝိုင်းမြင်းကွေးလေးကိုဘယ်လိုဆွဲရမလဲဆိုတာကိုသိနေပြီဆိုရင်ဒီလိုမျိုးမှတ်တဲ့အမှတ်လေးတွေမှတ်နေစရာမလိုတော့ဘူးเนาะကိုစိတ်မန်းနဲ့ပဲလက်မန်းနဲ့ပဲဆွဲလိုက်လို့ရပါတယ် နောက်ထပ်အင်ဇာလေးထပ်ပေးပါမယ်ဒီလိုပုံလေးအလဲကောင်မှ၄000ကျပ်မပါဘဲနဲ့ဒီလိုတလမပတ်လည်ပုံလေးကိုခုနကပြောခဲ့သလိုပဲ A4 စာရွက်အပြည့်၄000ကျပ်လေးချပြီးတော့အဲဆုံး A4 နှစ်မျက်နှာလောက်နဲ့ညှင့်သွားပြီးဆိုတဲ့အထိလေ့ကျင့်ပေးပါဒါပြီးရင်တော့နှလမပတ်လည်အကွက်လေးကိုဆက်ပြီးတော့လေ့ကျင့်ရမှာဖြစ်ပါတယ်ခုနကအတိုင်းပဲနော်၄000ကျပ်လေးအလဲကောင်မှ၄000ကျပ်လေးမပါတာပဲကြွားသွားတာပါ thank you လိုမျိုးအကွက်ချပြီးတော့ဆွဲတာလေးတွေကိုလေ့ကျင်တာလေးတွေကိုပိုင်နိုင်သွားပြီဆိုရင်တော့လက်တန်းဆွဲကြပါမယ်လက်တန်းလေ့ကျင်ကြမယ်နော်။ပဝိုင်းပုံတိတိလေးတွေကိုလေ့ကျင်မယ်ပြီးရင်နည်းနည်းကြည့်ရလေးပြီးရင်ထပ်ပြီးတော့နည်းနည်းကြည့်ရလေးတွေကိုလေ့ကျင်ကြပါမယ်လက်တန်းလေ့ကျင်ကြမယ်နော်။စန်တာမှတ်လေးကိုမှတ်လို့လည်းရပါတယ်မမှတ်ဖဲနဲ့ဒီတိုင်းလေ့ကျင်မယ်ဆိုလည်းရပါတယ်။သူကတိတအောင်ထင်တာအောင်စန်တာမှတ်လေးကို ရေးပြီးတော့စဝိုင်းလေ့ကျင်ကြမယ်နော်။ရှိမှာအကွက်ချပြီးတော့လေ့ကျင့်ခဲ့တာတွေကိုအများကြီးလေ့ကျင့်ခဲ့မှာဆိုရင်လက်တန်းဆွဲတာတွေကအဆင်ပြေသွားပါလိမ့်မယ်။ ကိုဆွဲတာတော့ဆက်ဝိုင်းရတော့မဝိုင်းဘူးနော်တကယ်လေ့ကျင့်တဲ့သူလေးတွေကတော့ဝိုင်းဝိုင်းလေးညီညီညာညာလှလှလေးဆွဲနိုင်အောင်လေ့ကျင့်ပေးပါသင်္ကန်းစာကတော့ဒီစဝိုင်းဆွဲနည်းလေးပဲဖြစ်ပါတယ်။နောက်ထပ်သင်္ကန်းစာ6မှာဘလို့သင်္ကန်းစာလေးတွေကိုသင်မယ်ဆိုတာကိုဆက်ပြီးတော့လေ့လာကြရအောင်နော်။အခြေခံလေးတွေကအများကြီးမျှော်ပေးဖို့ကြံပါသေးတယ်။ပြီးသွားပြီဆိုလို့ရှိရင်နှာခေါင်းဆွဲနည်းတို့မျက်လုံးတို့မျက်ခုံးတို့ဒါလေးတွေလည်းလာမယ်နော်။ ခြေခံနေပြီးသွားပြီဆိုရင်နောက်ပိုင်းမှာလူမျက်နှာအစိပ်ပိုင်းတစ်ခုချင်းစီကိုထပ်ပြီးတော့လေ့လာကြမယ်လေ့ကျင့်ကြမယ်နော်ဒီစာလေးတွေဘယ်လိုလုပ်ရမလဲဆိုတာကိုရှေ့မှာပြောပြထားပါတယ်နော်လေ့ကျင့်တာကိုတော့ A4 စာရွက်2ရွက်3ရွက်တင်မကဘူးအများကြီးလေ့ကျင့်စေချင်ပါတယ်ကိုရတဲ့အထိစောင်းဝိုင်းလေးကိုဝိုင်းနိုင်တဲ့အထိလေ့ကျင့်စေချင်ပါတယ်နော်အကွက်လေးနဲ့လေ့ကျင့်တာကျွမ်းကျင်သွားပြီဆိုမှလက်တန်းလေ့ကျင့်တာကိုလည်းအများကြီးလေ့ကျင့်ပေးပါနောက်ထပ်3ရွက်ကြာတဲ့အခါမှာသင်ခန်းစာ6မှာထပ်တွေ့ကြမယ်နော်